က်စီစဉ်ဖြစ်တဲ့သတို့ဒေတာသတို့ဘွားစီစဉ်ကနေကြိုဆိုပါရယ်ဒီစီစဉ်ကနေဒီကနေ့မှာတော့မကွေးတိုင်းဒေတာကြီးတွင်းမှာရှိတဲ့လက်မှုလုပ်ငန်းတွေထောက်ခဲ့တဲ့ကြီးရွာတွေအကြောင်းကိုလေ့လာတင်ဆက်ပေးတော့မှာဖြစ်ပါရယ်ဒီကြီးရွာဆိုရင်မကွေးမြို့နဲ့39မိုင်ခန့်အကွာတောင်တွင်းကြီးမြို့နဲ့ဆိုရင်တော့17မိုင်ခန့်အကွာမှာရှိတဲ့ကိုကိုကွာအုပ်စုကိုကိုကွာကြီးရွာပဲဖြစ်ပါရယ်ဒီကိုကိုကွာကြီးရွာဆိုရင်စိုက်ပျိုးရေးနဲ့မွေးမြူကိုအဓိကထားပြီးလုပ်ကင်ကြရတဲ့ပြင်ဒီရိုးကလာလက်မှုလုပ်ငန်းဖြစ်တဲ့အိုးလုပ်ငန်းကိုလုပ်ကင်ပြီးတော့အတမူးဝမ်းကြောက်ကြရတယ်လည်းပြရပါဗျ ျမနဲ့တူတူကြေးရွာလေးကိုဝင်ရောက်မိလာကြည့်အောင်ပါရှင်ကိုကိုဘကြီးွာတွေကိုဝင်ရောက်လိုက်တာ ਨੇ ရွာထိတ်ကနေရွာဦးစီတီနဲ့ရွာဦးဖုံးချောင်းကစီးချိုလိုနေပါတယ်။တာယာလာရဲ့မနက်ခင်းမှာကိုကိုဘရွာသူရွာသားများကလည်းစွန်းကြိုင်ကိုစီနဲ့ရွာဦးဖုံးချောင်းကိုစွန်းကပ်ဖို့လာကြတာကလည်းချစ်စရာတလေးတစ်ခုလည်းဖြစ်ပါတယ်။ ။ဟိုတုန်းကတော့ဒီရွာလေးကဟိုဦးလေးတို့ငငယ်တုန်းကပေါ့လေ။အဲ့အဲ့အရင်လဲနှစ်ပေါင်းရာချီရှိခဲ့ပါပါ။ဦးလေးတို့ဒီရွာလေးကိုဘရိုးတန်းရွာလို့ခေါ်ကြတယ်။အခုနောက်ပိုင်းမှာတော့ဦးလေးတို့ဒီဘက်လူမန်းတီးတဲ့ဆက်ရွာမှာတော့ဦးလေးတို့တီးတာတော့ပို့ကိုကွာရွာဆိုပြီးဦးလေးတို့တီးရတယ်။ဒီရွာလေးကအရင်တော့ကတော့လမ်းပန်းဆက်သွယ်ရေးတွေကလူလူမကွေးတောင်တဲ့ကာလန်ကာလန်မဘေးပါတည်ရှိတယ်တောင်တောင်ကြီးမြို့နဲ့ဆန်းမိုင်ကွာမှာတည်ရှိတယ်မကွေးမြို့နဲ့ကျတော့မိုင်40လောက်ဝေးပါတယ် အခုတော့ဒီတန်တရသွားလာရေးဒီဖွင့်ပြလာတော့ဘယ်ကိုပဲသွားသွားစသအရာလွယ်ကူနေတာဖြစ်ပါတယ်ဘဘဘွားဟာဖိတ်တလုံးမျိုးဟောင်းအနီးမှာရှိပြီးအိုးလုံငန်းနဲ့အတက်မိုးဝမ်းကြောင်းပြုကြပါမိမယ်လေအိုးလုံငန်းရာသီကုန်းတဲ့အခါတောင်သူလုံငန်းကိုဆက်လက်လုပ်ကိုင်းကြပါရစေ။ ပိတ်သက်များရှင်ခုဆိုလို့ရှိရင်တော့ကိုကိုကွာကြေးရတဲ့ကိုဝင်ရောက်လေးလာလက်ပတ်နေရပါတယ်။ဒီကိုကိုကွာကြေးရဆိုလို့ရှိရင်တော့အင်ဂျီအဖင်ကငါးရင်ရှိပြီးတော့လူရီအဖင်2600ခန်းရှိတဲ့ရွာကြီးတစ်ရွာပဲဖြစ်ပါတယ်။ဒီကိုကိုကွာကြေးရမှာရှိတဲ့စိုက်ပျိုးရေးလုပ်ငန်းနဲ့အိုးလုပ်ငန်းလုပ်ကွက်မှုအစဉ်အဆက်ကိုလေးလာတင်ဆက်ပေးပါရစေရှင်။ဒီကိုကိုကွာကြီးွာဟာ အခုလိုပွင့်လင်းရသည်ဖြစ်တဲ့ရွာယာတီမှာဆိုရင်ရွာအနောက်ဘက်မှာရှိတဲ့ရံပေချောင်းရဲ့မြေလူကျုံးပေါ်မှာယာတီပေါ်တိနံတွေကိုတနိုင်တစ်ပိုင်းဆက်ပြိုးကြရဲဆိုတာဒေသခံကြီးပြောတန်ကြရလို့အဲ့ဒီဆိုင်ခင်းနေရှိတဲ့ရံပေချောင်းဘက်ကိုကျမနဲ့တူတူကြီးဆက်ကြရမှာရှင်။မာဘာလုံးလာတော့စုပ်ပေါင်းခင်း။အော်အင်းမာပေါင်းဘလူးမျိုးလေးနှုတ်ရမာလေးကိုနှုတ်ဝင်လေ။မာဒီရံပေချောင်းထဲမှာဒီကြက်တော်မြေဘာတွေရောဆိုင်နေလဲ။ဘောကအပြေအဲ့ဒါပဲလက်ကောက်ပဲ။ ။ဟောတဲ့လက်ကောက်ကချာ။ညီမလေးစက်တော်လေးညီမလေးကလေခင်းရင်ပင်လေးလည်းမြင်သေးလို့လေ။အဲ့ဒါဟိုအခုစက်တုံးကြီးဒီလောက်နဲ့ပါပါညီစာလောက်ပဲကတ်။ဟောညီစာလောက်ပဲကတ်။အဲ့ဆိုရင်ဒီစက်တုံးကြီးကမှဘယ်ချိန်လောက်ပေါ်ပါလဲ။ဘူးလာပြီးတော့လောက်တော့ပေါ်။ဩတကူးလာပြီးတော့လောက်ကျတော့ကင်းနဲ့မလားမကမ်းမှာမြင်နေရတဲ့ပဲဆိုင်ခင်းစီကိုလည်းတွားရောက်ဆက်စုခြင်းတည်းရမို့လို့ပဲဆိုင်ခင်းဒီဘက်ကိုထပ်မံခီးဆက်ကြရအောင်ရှင်။ ုဒါပါပဲတော့အဲအပဲဘာပဲလဲဆိုတော့ဒီမှာအပဲလက်ကောက်လဲခေါ်တယ်နောက်တကကောင်းချင်းဒီကောင်းချင်းမောင်းနေပါပေါင်းတဲ့ခါကျအညာဒေသမှာပေါ့နော်ကောင်းချင်းမောင်းပဲလို့လဲခေါ်တယ်ပေါ့သူကတော့ဩအဲ့ဒါကောင်းမြောင်ပဲမှာတွေ့ရတယ်လေ။ဟိုနီနီလေးကသူကပြူပြူလေး။ဘာဘာပဲနှမျိုးရှိတယ်။ဂုတ်ကိတ်ပဲကတတ်တတ်။အာကပဲလက်ကောက်လို့ခေါ်တယ်။ဒါဆိုရင်ဒါတွေကဘယ်ချိန်မှစိုက်တာ။အဲ့ဒါကဘယ်ချိန်မှစိုက်ဆိုနမ်းပြီးပေါ့နော်။အဲနမ်းစိုက်ပြီးတဲ့အချိန်မှာခုနပြောရအနေထားကြည့်လိုက်ရသေးတယ်။ဒါရံပဲကြောင်းဆိုတော့ရေရှိတော့လေကာနာ ကန္နာကွက်တည်ဆိုတော့ပေါ့ဒါမြင်းနုကျောမော်ဆိုတော့ရေကြောက်ရတယ်ဒီနေ့တော့ရေလာလို့နောက်မှဆက်ရတယ်ကျောင်းရဲ့အနောက်ဘက်မှာရှိတဲ့ဒီရန်ပဲချောင်းအတွင်းမှာဆိုရင်ကြက်သွန်းအာလူးပဲလက်ကောက်နဲ့ရာဒီဘော်တင်းနဲ့ဖြစ်တဲ့ကစုံဆိုင်ခင်းတွေကိုလည်းမျက်စိတစုံမြင်တွေ့ရမှာဖြစ်တယ်လို့ဒီချောင်းထဲမှာတင်းနဲ့ခုဆိုတူဖို့နေကြပါပြီ เฮ้ตมิเลดูจีจิโลังเนก็เดโลดูอ่ะจีโลเลโอ้ตาตาลี่ฮัลโหลมาอู้ฮดีมาช่วยพีอู้ซีเลยไปเดี๋วดีมาจีบเอา အာအော်မအများကြီးလေးအဆက်တူလာအောင်ဟာတဲ့ဒီကပြတယ်အပင်ကိုဘယ်မှာသုံးလဲဘောပြန်ပြီဘောပြန်ပြီဩကဲညာဒီရအတွက်လက်ဆောင်လေးလားကလေးလေးဟာတွေ့ကြအောင်ကျေးဇူးပါဟုတ်ကဲ့ဒီလိုပဲကြည့်အောင်ရနမေဘာဒတာ ပိတ်သများရှင်တိုက်ပြိုးရေးကိုအဓိကထားပြီးလုပ်ကင်ကြရတဲ့ဒီကိုကိုကကြေးရွာမှာဆိုလို့ရှင်အခုလွန်ရရဒီမှာရွာရဲ့အနောက်ဘက်မှာပဲရှိရဲဒီရန်ပဲချောင်းတွင်မှာပဲစိမ့်ဆိုတဲ့ဆိုင်ကင်းတွေကိုမျက်စိပသာတာဖြစ်ပေါ်ညင်တွေ့ရမှာပဲဖြစ်ပါရဲ့ရှင်ကိုကိုကကြေးရွာဟာရန်ပဲချောင်းနီးမှာရှိပြီးရေကန်မြေကန်ကောင်းမွန်တဲ့အတွက်စိုက်ပြိုးရေးကိုအဓိကလုပ်ကင်ကြပါမယ်မီယိုးဖလာလက်မှုလုပ်ငန်းဖြစ်တဲ့အိုးလုပ်ငန်းကိုလုပ်ကင်ပြီးတော့လေအတမွေးဝမ်းကြောင်းပြုကြပါတယ် စိုက်ပျိုးမှုမျိုးတွေနဲ့အိုးလုပ်ငန်းကိုတွဲပြီးလုပ်ကင်ကြတာဖြစ်တဲ့အတွက်ဒီကိုကိုကွာရွာသူရွာသားတွေကိုကိုတောင်သူဆိုတဲ့ချစ်စပွဲနာမည်တစ်မျိုးကိုလည်းခေါ်ကြပါသေးတယ်မိုးဦးကြဆိုင်ကနေမိုးနောင်ကာလာရီမှာတော့ရံပယ်ချောင်းရီကိုအလုံးလောက်ရရှိတာကြောင့်တီးနံစိုက်ပျိုးရဲ့လုပ်ငန်းကိုလုပ်ကင်ကြပြီးမိုးလုံကင်းတဲ့အချိန်ဖြစ်တဲ့နဒေါ်ပြာဒူလာရီလောက်ကနေအိုးလုံငန်းကိုစတင်လုပ်ကင်ကြပါရစေ။ ီသားစုတနာကြပါလောက်ကင်ကြပြီးဘိုးဘွားလက်ထက်ကနေသာသမီငင်းမြင့်လက်ထက်တီတိုင်းဆက်လက်လောက်ကင်နေကြတာလည်းဖြစ်ပါတယ်ဒီကုတ်ကွာကြေးရွာကမကွေးတောင်တွင်ကားလက်မရဲ့နဘေးမှာတည်ရှိတဲ့အတွက်ကြောင့်ဒီရွာထွက်တဲ့အိုးတွေကိုလမ်းဘေးဝဲရမှာအလွယ်တကူဝဲလို့ရနိုင်ပါတယ်ရှင်မိုင်းရေမင်္ဂလာပါဒါလေးကအောင်ပါစေ ဒီရရရိုက်တချို့ရှိရဲအဲ့လိုမျိုးလေးဟိုဟုတ်ကဲ့ဟမ်တပြေညွန်လေးတွေတော့ထည့်တယ်ဟောဒါခင်းအိုးဒါလေးရဟိုအခုကြာမြေအိုးခင်းအိုးဆိုတာလေးဟုတ်တယ်မမြေအိုးနဲ့ချက်ဆိုင်အရင်မလို့လားကိုပါကြည့်ရရဲ့မီယိုဖလာအိုးလုံငန်းကနေကလေးငယ်တွေရဲ့ဆော့စရာအုပ်ဘုတ်တွေအယောင်သွေးစုံလင်ပြီးလှပလှတဲ့စူဘူးလေးတွေညီဟင်းအိုးတွေရေအင်းတုံးတွေမြေဖျားပန်းအိုးတွေနဲ့အောင်ပါစေဖျားအိုးတွေမုံလို့အုတ်ကင်းတွေအပြင် ၊ဒကြံကျူဦး၊ကျောင်းတရာဦးနဲ့ဖော်တယ်စားတောက်ဆိုင်လုပ်ငန်းရှင်တွေကနေဒီဇိုင်းပုံနဲ့မှားယူကြတဲ့ရေတကောင်းဦးတွေရနိုင်တဲ့အပြင်မျိုးစားစုံလင်ကလည်းတောက်ရီဦးတွေကိုပါလုပ်ကင်ကြပါလေ။ရေဦးတစ်လုံးရဲ့တန်ဖိုးဟာလည်းဈေးကွက်ပေါင်းစည်းအရ1500ကျပ်ဝန်းကျင်သာကျတဲ့ပြီးဈေးနှုန်းချိုသာလာပါရဲ့။ရှင်းလူကြီးလေးပြောရဲတောင်တောင်မီမအိုးတဲ့အမအဲတမဲဝင်လင်းရသူဖြစ်တဲ့ပြာတော်နာရီဆိုရင်တော့ ဒေသခံတွေအတွက်အိုးလုံငယ်ရသည်ဖြစ်လို့ကုန်တန်းအနေနဲ့အသုံးပြုတဲ့ရှုပ်နေတွေကိုရွာနီးတစ်ဝိုက်ကနေပဲနွားလဲနဲ့တည်ယူကြရပါတယ်။ဟောအိုးကတော့ပထမဆုံးဟိုအပြင်အငိမ့်ကြီးကိုလဲနဲ့တိုက်လာရနော်။လဲနဲ့တိုက်လာပြီးတော့အိမ်မာကိုငိမ့်ကြီးတွေဖွာပြီးတော့နေလှမ်းရပါတယ်။နေတလီလှမ်းပြီးတဲ့အခါကျမှသူက မြေကြီးကျင်းလို့တူးပြီးတော့ရေထဲကိုရေစင်ရပါတယ်။ဟောရေစင်ပြီးတဲ့အခါကျမှသူကမြေကြီးတုံးစာရေပဲတဲရတစားနဲ့သူကမြေကြီးကိုနင်းရပါတယ်။တမအောင်နင်းပြီးတနာရီလောက်နင်းရပါတယ်။နင်းပြီးတဲ့အခါကျမှအနင်းလာကြပြီးတော့တခါဆက်ပြေပေါ်မှာတင်းပြီးတော့အိုးလောင်းဆိုတာပုံစံဖမ်းရပါတယ်။ အိုးလုပ်ဖို့အတွက်အဆင်သင့်ဖြစ်နေတဲ့ရှုပ်ကြီးတွေကိုစက်ခုံပေါ်မှာတင်ကလက်ချောင်းလေးတွေအသုံးပြုပြီးကိုလိုချင်တဲ့အိုးလောင်းပုံစံလေးတွေကိုအိုးပုံဖော်သူရဲ့စိတ်ကူးဉဏ်ပညာနဲ့ပုံဖော်ရင်လက်လှည့်သူကလည်းအိုးပုံဖော်သူကဖော်နေစီးကျဉ်ကြီးလှုပ်ရှားနိုင်မှာကလှပကောင်းမွန်တဲ့အိုးလောင်းတစ်လုံးကိုရရှိမှာဖြစ်ပါတယ်။ ုံစံဖမ်းပြီးတဲ့အခါကျမှ तू ကတ냐အိဒါပြီးတော့နောက်တနေ့မှာအိုးစပြီးတော့ဖင်ပိတ်မော်ရယ်လို့ခေါ်ပါတယ်အဲပထမခါပြီးတော့ဒုတိယအစရာအိုးအလုံးလေးပွားအောင်ဟိုဟာဆွပေးရပါတယ်အဲနောက်တစ်ဆရာဆွပြီးမှပန်းရက်ရပါတယ်ပန်းရက်ပြီးတဲ့အခါကျတော့အိုးလုံးလုံးဖြစ်သွားပါပြီအိုးလုံးလုံးဖြစ်သွားတဲ့အခါကျမှအရေးထဲကိုတနေ့ထားပြီးတော့နေဘူးကိုနေဘူးထုတ်ပြီးတော့၃ရက်လှမ်းရပါတယ် ဥပပေါင်းနာနာရိုက်စုရဲ့စကားအတိုင်းဥပ္ဖန်တီးသူတွေအနေနဲ့အုပ်ကိုလက်ခတ်နဲ့အဆက်မပြတ်ခဏနာလေးရိုက်ခတ်ပေးရပါတယ်။ဥပပေါင်းတလုံးကိုဖန်တီးရမှာလေလက်ခတ်အမျိုးမျိုးကိုအသုံးပြုပြီးဖန်တီးပေးရပါတယ်။နေပူပူမှာတော့ရက်လှမ်းပြီးသွားရင်တော့အုပ်ဖော့ဖို့အတွက်အဆင်သင့်ဖြစ်ပါပြီ။ညနေခင်းမှာအုပ်ဖော့ဖို့အတွက်အဆင်သင့်ဖြစ်နေတဲ့အိုးတွေကိုအုပ်ပူရှိရစီနွားလဲပေါ်တင်လို့အုပ်ဖော့ဖို့သွားကြပါရောင်းမယ်။ကိုကိုကွာရွာမှာတော့ အိုးဘုံမီးပြင်းအန်ဒီယန်နဲ့ကင်းလို့စေဖို့ရရွာနဲ့ခလန်းလမ်းမှာထားကြပါရစေ။အိုးဘုံဘုံအတွက်လည်းအိုးဘုံအတွင်းကိုနွားချေကြောက်၊ဇပကွန်၊ကောက်ယိုး၊အိုးချမ်းပဲ့စတာတွေကိုအောက်ခြေကနေခင်းပြီးအိုးစိမ့်တွေကိုတအိုးနဲ့တအိုးရှေ့နောက်ခွေကစီထားရပါတယ်။စီပြီးသွားရင်တော့အဘောကနေကောက်ယိုး၊ဇပကွန်အထင်းစတာတွေကိုအုတ်ကမိတညဖုတ်ပြီးသွားရင်တော့ကိုကိုကွာရွာရဲ့ အိုးကောင်းတွေကိုရရှိပြီးပဲဖြစ်ပါတယ်။မိသားစုတိုင်းတိုင်းလုပ်ငန်းဖြစ်တာကြောင့်အိုးတဖူဆိုရင်အိုးနေရာနှီးပါထွက်ရှိပြီးတော့အိုးတဖူရဖို့အတွက်ဆိုရင်တော့အနည်းဆုံးတစ်ပတ်ဒါမှမဟုတ်ဆယ်ရက်ကြာနိုင်တယ်လို့လည်းသိရပါဗျ။ ရှိတာပဲအိုးကောင်းတလုံးရဖို့အတွက်ဆိုရင်တော့ပတ်စုံကောင်းမှသာအိုးကောင်းတလုံးရရှိမှာဖြစ်ပါတယ်ကိုကိုကွာရွာထွက်တဲ့ရေဦးရင်အသာချက်ကတော့ရံပင်ချောင်းတွေကရတဲ့ဘေးကိုများများတုံးထားတာကြောင့်ရေကပိုရေးတယ်လို့ဒေသခံတွေကဆိုကြပါတယ်ပေးသမ ्या ရှင်အခုဆိုရင်တော့တောင်တင်းချင်းမြို့နယ်အတွင်းကကိုကိုကွာကြေးရွာမှာရှိတဲ့ဒူနေမှုဘုရားပုံစံတွေနဲ့အိုးလုံငန်းလုပ်ကင်မုံစင်းစင်ချောင်းကိုလေးလာတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ် နောက်လာမယ့်စီစဉ်တွေမှာလည်းပြည်သက်တွေအတွက်ဘူးဒုဒဖြစ်ပေါ်ရာအကြောင်းအရာတွေကိုရိုက်ကူးတင်ဆက်ပေးသွားအောင်ပါဒီစီစဉ်ကိုကြည့်ရှုအားပေးတဲ့အတွက်လည်းအထူးဝင်ကျေးဇူးတင်ရှိပါတယ်ရှင်